Hello everyone, this is the Two English Language Channel. This is your study buddy to help you improve your English language skills. Welcome back from my channel. Today, in this video, I'm gonna share vocabularies related to various types of meat. Alome Mingna Bakmya. ကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဒီဗီဒီယိုလေးမှာဆိုရင်အင်္ဂလိပ်စာလေ့လာသူတို့အနေနဲ့ TTT ထိုက်တဲ့တရိတ်ဆန်တွေရဲ့ပေါ့နော်တရိတ်ဆန်တွေရဲ့အသားနဲ့သက်ဆိုင်တဲ့ဝါဟာရတွေအကြောင်းကိုရှင်းလင်းပြပြပြီးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်လည်းဒီလိုက်ပါပြီးမှလေ့လာကြည့်လာလေ့လာကြည့်လာရအောင်လားခင်ဗျာ။ ကျွန်တော်တို့ရာဆိုရင်အနီရောင်အစင်ရှိရဲ့အသားကို red meat လို့ခေါ်လို့ရှိပါတယ်ဒီအနီရောင်အသားထဲမှာဆိုရင်အမဲသားဝတ်သားစိတ်သားအစားရှိတဲ့ဖြစ်ပေါ့နော်အနီရောင်အစင်ရှိရဲ့အသားအမျိုးမျိုး ပါဝင်တာပဲဖြစ်ပါတယ်ခင်ဗျာအနီရောင်အသား red meat အနီရောင် red အသား meat အနီရောင်အသား red meat red meat red meat အနီရောင်အသားအဲရှီဆောင်းဒီဗီဒီယိုမှာဆိုရင် အနီးအားအသားမျိုးမျိုးအကြောင်းကိုပြပြပြီးသွားမှာပဲဖြစ်ပါတယ်အအခုကနေစပြီးသွားပါတော့ကျွန်တော်တို့ခေါင်းနွားလို့ခေါ်တဲ့အသားတွေရမ်းမှာပေါ့နော်စားလိစားသားရှိရဲ့အသားမျိုးမျိုးအကြောင်းကိုအရင်ဆုံးပြပြပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်တွေအားဆိုရင် ခေါင်းနွားလို့ခေါ်တဲ့အသားကိုရေဘူးရအားဖြင့်အမဲတာ beef လို့ခေါ်လေးရှိပါတယ်ခေါင်း နွားခေါင်းနွားခေါင်းနွားအမေတာ beef အမေတာ beef အမေတာ beef ကျွန်တော်တွေအားဆိုရင်ဒီกินဖို့လောက်ထားတယ်ပေါ့เนาะအမေတာပြင် အမေတာအမေတုံးကို steak လို့ခေါ်လို့ရှိပါတယ်အမေတာกินကိုလည်းပဲကျွန်တော်တို့က steak လို့သုံးပါတယ်ခင်ဗျာအမေတာပြင် steak အမဲသားပြင် steak အမဲသားပြင် steak ကျွန်တော်တွေဟာဆိုရင်အမဲဥကျန်းကို stripe လို့ခေါ်ပါတယ်ခင်ဗျာ အမဲဥကျန်း stripe stripe အမဲဥကျန်း stripe stripe အမဲဥကျန်းကျွန်တော်တွေဟာဆိုရင်ဒီ နွားပေါက်တာပေါ့နော်နွား calf လို့ခေါ်ရဲနွားပေါက်တာကို veal လို့သုံးပါတယ်ခင်ဗျာနွားပေါက် calf နွားပေါက် calf နွားပေါက် calf နွားပေါက်တာ veal နွားပေါက်တာ veal နွားပေါက်တာ veal ကျွန်တော်တွေဆိုရင် pig လို့ခေါ်တဲ့ဝက်ရအသားကိုရေပူရအားဖြင့် pork ဝက်သားလို့သုံးနေသုံးတာရှိပါတယ် pig 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 ဝက်ဝက်သား pork 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 ဝက်သားကျွန်တော်တို့ရာဆိုရင်ဒီအာဝက်ပေါင်6ပေါ့နော်ဝက်ပေါင်6ကိုကျွန်တော်တို့က ham လို့ခေါ်လို့ရှိပါတယ်။ဝက်ပောင်6 ham 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 ဝက်ပောင်6ကျွန်တော်တွေအားဆိုရင်အာဒီဟာပေါ့နော်စားနေနေတာနဲ့ဝက်သားဝက်ဝက်သားစားနေချက်ကိုပေါ့နော် pecan လို့ခေါ်လို့ရှိပါတယ်။ဝတ်သားစားနေ6 bacon bacon ဘေးကမ်ဝတ်သားစာနယ်ချက်ကျွန်တော်တွေအရဆိုရင်ဒီဝတ်ဥချောင်းကိုကြတော့ sausage လို့ခေါ်လို့ရှိပါတယ်ဝတ်ဥချောင်း sausage 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 ဝတ်ဥချောင်းကျွန်တော်တွေအရဆိုရင်ဝတ်နံယူသားကို ribs လို့ခေါ်လို့ရှိပါတယ်ဝတ်နံယူသား ribs 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 ဝတ်နိုင်ရတာဒါတော့ဝတာမျိုးမျိုးကိုစားလိစားလာရှဲဝတာမျိုးမျိုးတွေရဲ့အသားတွေရဲ့ဝါဟာရတွေပဲဖြစ်ပါတယ်ကျွန်တော်တွေဟာဆိုရင် cheap လို့ခေါ်တဲ့သူ့ရဲ့အသားကိုသူ့သားကိုမတန်လို့ခေါ်လို့ရှိပါတယ်သူ ship 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 သူ တိုဒါမက်ထန်မက်ထန်မက်ထန်တိုဒါမက်ထန်ကျွန်တော်တွေရာဆိုရင်လမ်ဖလိုခေါ်တဲ့တိုးငယ်ရဲ့အတောင်းကိုကြတော့မထန်နဲ့မတုံးတော့ပါဘူးတိုးကြောင်ကျွန်တော်တို့တွေကလမ်ဖနဲ့ပဲပြန်သုံးပါတယ်လမ်ဖတိုးငယ်တိုးငယ်လမ်ဖလမ်ဖ lamb lamb tu nghe tu nghe ta lamb 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 tu nghe ta ကျွန်တော်တွေ ਆ ဆိုရင်စိတ်ရအသားကိုလည်းပဲဂုတ်လို့ပဲသုံးပါတယ်စိတ်သားကိုလည်းပဲဂုတ်လို့သုံးပါတယ် sait goat goat သူ့ကြတော့တရိတ်ဆန်ကိုလည်းပဲ goat ဖြစ်တဲ့အသားကိုလည်းပဲ goat နဲ့ကျွန်တော်သုံးတာဖြစ်ပါတယ် say goat စိတ်သား goat 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 စိတ်သားကျွန်တော်တွေအားဆိုရင် deer လို့ခေါ်တဲ့သမင်သားစားတယ်ပေါ့နော်သမင်တရေချင်းတိုင်း ပေါ့နော်ဆိုင်းလေးအမျိုးအစားရှိဖြစ်တရိတ်ဆန်လေးရဲ့အသားဆက်သားကိုပေါ့နော် venison's လို့ ခေါ်လို့ရှိပါတယ်ကျွန်တော်တို့ဒီနေရာမှာတော့ deer သမင်ရဲ့အသားအနေနဲ့ venison ကိုသုံးပါတယ်အမှန်ကတော့ venison ကခဏကျွန်တော်ပြောလို့ပဲသမင်သားတရေသားချိငံသားဆိုင်းသားဆက်သားအနေနဲ့လည်းကျွန်တော်သုံးတာဖြစ်ပါတယ်သမင် deer 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 သမင် စတ်တာ venison 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 စတ်တာစတ်တာ venison ကျွန်တော်တို့ရာဆိုရင်ယုံ rabbit လို့ခေါ်တဲ့ယုံရဲ့အသားယုံသားကိုလည်းပဲကျွန်တော်တို့ကဒီနေရာမှာ rabbit လို့ပဲသုံးတာဖြစ်ပါတယ်ယုံ rabbit 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 ယုံ rabbit, rabbit. ယုံသာ rabbit 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 ယုံသာကျွန်တော်တွေအားဆိုရင်ဒီအဖြူရောင်အသားပေါ့နော်အဖြူရောင်အစင်းရှိရအသားကို white meat အဖြူရောင်အသားလို့ခေါ်လို့ရှိပါတယ်ဒီအဖြူရောင်အသားတွေမှဆိုရင်ကြက်သားဘယ်သားငါအစားရှိသဖြင့်အဖြူရောင်အစင်းရှိရအသားအမျိုးအစားတွေပါဝင်တာပဲဖြစ်ပါတယ်အဖြူရောင်အသား white meat white အဖြူရောင် meat အတာဟုတ်ကဲ့ပါ white meat white meat white meat အဖြူရောင်အတာကျွန်တော်တွေအားဆိုရင်ဒီစက်သားဝက်သားအစတရှိတဲ့ပြင်အသားအမျိုးအစားတွေကိုရေဘူးရအားဖြင့် poultry လို့ကျွန်တော်တွေဟာ အဲဒီအဝါခေါ်လိခေါ်တာရှိရပေါ့နော်ရေဘူးရအားဖြင့် pottery လို့ခေါ်တာဖြစ်ပါတယ်စက်တာဘယ်တာ pottery 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 စက်တာဘယ်တာရှင်းဆက်ပြီးတော့စက်တာတွေထဲမှာဆိုရင် စားလိစားတာရှိရအသားမျိုးစားတွေကိုပြပြပြီးသွားမှာပဲဖြစ်ပါတယ် chicken လို့ခေါ်တဲ့ကြက်ရဲ့အသားကြက်သားကိုလည်းပဲကျွန်တော်တို့က chicken လို့သုံးတာပဲဖြစ်ပါတယ်ခင်ဗျာကြက် chicken 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 ကြက်ကြက်သား chicken 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 ကြက်သား ကျွန်တော်တွေ ਆ ဆိုရင်စားလိုက်စားလာရှိရဲ့စက်ပေါင်သားပေါ့နော်စက်ပေါင်သားကိုဆိုရင်ဟင် drum stick လို့တုံးတာပဲဖြစ်ပါတယ်စက်ပေါင်သား drum stick drum stick drum stick စက်ပေါင်သားကျွန်တော်တွေ ਆ ဆိုရင်ပေါင်သားကိုကြတော့ tight လို့တုံးပါတယ်ပေါင်သားသူ့ကိုစက်တာစက်တာရဲ့ပေါင်နေနဲ့မဟုတ်ပါဘူးတခြားပြိဿံကြီးရဲ့ပေါင်သားနေနဲ့လည်းပဲ Hive နဲ့တောင်းတာဖြစ်ပါတယ်။ဒီမှာတော့ကျွန်တော်တို့တရိတ်ဆန်အဝါကြက်ရဲပေါ့နော်။ပေါင်သားနေနဲ့တောင်းတာချင်းဖြစ်ပါတယ်။တခြားတရိတ်ဆန်နေမှာလည်းသုံးလို့ရပါတယ်။ကြက်ပေါင်သား tight 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 ကြက်ပေါင်သားကျွန်တော်တွေအားဆိုရင်ဒီအတောင်ပံသားကိုပေါ့နော် wing cloak ခေါ်လေးရှိပါတယ်။တို့ချာထရိဆန်တွေရဲ့တောင်ပံမှာလည်းပဲကျွန်တော်တို့က wing နဲ့တုံးနေတုံးတာရှိပါတယ်အသားကိုလည်းပဲ wing ပဲဖြစ်ပါတယ်တောင်ပံသား wing 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 တောင်ပန်သားကျွန်တော်တွေအားဆိုရင်ကြက်ရင်အုံတာအဟို chicken breast လို့ခေါ်လို့ရှိပါတယ်ရှစ်ခန်းကကြတော့ကျွန်တော်တို့က trait အဝါပေါ့နော်ကြက်သားဖြစ်ပြီးတော့ breast ကတော့ကြတော့ဟိုရင်အုံသားပေါ့နော်ရင်အုပ်ဖြစ်ပါတယ်အဲ့တော့ကြက်ရင်အုံသားကိုကြတော့ကျွန်တော်တို့ chicken breast လို့ခေါ်လို့ရှိပါတယ်ကြက်ရင်အုပ်သား chicken breast chicken breast chicken breast จะยินอุดาကျွန်တော်တွေအားဆိုရင် dark လို့ခေါ်တဲ့ဘဲရဲ့ဘဲသားကိုလည်းပဲ dark လို့ပဲခေါ်တာဖြစ်ပါတယ်ဘဲ dark 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 ဘဲဘဲသား dark 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 ဘဲသား ကျွန်တော်တွေဟာစစ်စင်ရဲ့အသားကိုလည်းပဲတာကီလိုပဲခေါ်ပါတယ်စစ်စင်ကိုလည်းပဲတာကီလိုပဲခေါ်တာဖြစ်ပါတယ်စစ်စင်တာကီတာကီတာကီစစ်စင်စစ်စင်ဒါတာကီတာကီတာကီစစ်စင်ဒါကျောင်းနေရာဆိုရင် goose လို့ခေါ်တဲ့ငန်းရဲ့ငန်းသားကိုလည်းပဲ goose လို့ပဲခေါ်တာဖြစ်ပါတယ်။ ng goose 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 ng ngenta goose 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 ngenta ကျွန်တော်တွေအားဆိုရင်ရေဘူးရအားဖြင့်ပေါ့နော်ဒီအသားလုံးပေါ့နော်အသားတွေကိုလုံထားတဲ့ဥစ္စာလေးကိုအသက်လုံး meat ball လို့ခေါ်လို့ရှိပါတယ်။ meat ကတော့အသားပေါ့နော်ဘောကတော့အလုံးပေါ့နော်အဲ့လိုမျိုးလုံထားတဲ့အသားကိုကြတော့ meat ball လို့ခေါ်ပါတယ်။ အတက်လုံး meat ball meat ball meat ball အတက်လုံးဟုတ်ပါပြီဒီနေ့ကတော့ကျွန်တော်တို့ဒီအင်္ဂလိပ်စာလေ့လာတူအနေနဲ့တိတိတင်ထိုက်တဲ့ အသားမျိုးမျိုးကိုဘယ်လိုခေါ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းလင်းတင်ပြပြီးဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းပဲဒီဗီဒီယိုကြည့်ချင်အားဖြင့်ပေါ့နော်အကျိုးသက်ဆုံးတွေရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အကယ်၍ဒီဗီဒီယိုဟာပေါ့နော်မိတ်ဆွေတို့အင်းလေးစာလေးလာရေးခီးစင်ပါပေါ့နော်ဒေါမ်တင်ရအနေနဲ့ အကျိုးပြုခဲ့တဲ့ဆိုရင် div2 လေးကို like လုပ်ပေးပြီးတော့ကျွန်တော် channel လေးကို subscribe လုပ်ပေးဖို့မြတ်တာရက်ခံချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြပါမယ် thank you very much for watching this video don't forget to like the video and subscribe to the channel